ရှမ်းမြောက်ဆိုလို့ရှိရင်လည်းဟိုဘုံတရုတ်ကသူ့နိုင်ငံလိုပဲသူ့နိုင်ငံထအောင်စိုးပါသေးတယ်အရာရာဟိုကောင်ဒီမှာနေဒီကောင်ဟိုမှာနေဒီကောင်ကဒါပေးလိုက်ဟိုကောင်ဒါပေးလိုက်ဆိုပြီးချေတယ်သွားတာပဲနော်အဲ့တော့ငါတို့အသက်ရှင်တဲ့ကာလတစ်ချောင်းမှာငါတို့ကနောင်တာကင်းဖို့လိုတယ်ငါတို့လှုပ်လိုက်တဲ့အရာရွေးချယ်လိုက်တဲ့အရာဒီငါတို့စုံဝမ်းတန်အောင်ဆက်လျှောက်ရမယ်ငါတို့ရဲ့ခြေလမ်းတွေဖြစ်တယ်ဒီကိုယ့်ရဲ့ခံချက်ပေါ်မှာတန်တရားဝင်ပြီးတော့မှနောက်ဆုတ်သွားခဲ့မယ်ဆိုရင်တော်လိုင်းစကားအရာပြောရင်တော်လိုင်းပုံမှာသစ္စာထောက် ဟုတ်ကဲ့ကျွန်တော်ညီကိုမတော်မများအားလုံးပဲတော်လန်ကြချမ်းသာပါဒါကျွန်တော်ဒီကနေ့ဒီဇင်ဘာလ6ရက်နေ့အတွက်ညပိုင်းတင်ဆက်မှုတွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်ဒီညပိုင်းတည်ရတဲ့မြေပြင်စစ်ရေးသတင်းကောင်းလေးတွေကိုတောင်ကျဖတ်ပြသွားပေးပြီးရင်တော့ဒီနောက်မှာတော့ထုံးစံတိုင်းပဲဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်သွားပြီးတော့ကြည်လိုက်ရအောင်ညာကဲတော့ပထမဆုံးဒါကြောင့်အကိုချီရိုးဘက်ကသတင်းကောင်းလေးနဲ့စမယ်ဆိုရင်စင်လန်နဲ့လီလာတောင်ကြားတပ်ပွဲမှာအကြမ်းဖက်စစ်သားအလောင်း၄လောင်းနဲ့လက်နက်ခဲယမ်းတချို့ကိုအာရခတ်တပ်တို့အေက တင်စီရမိခဲ့ပါတယ်ဆိုတော့တည်င်းကောင်းလေးကတော့ဒါဒီလ၄ရက်နေ့ညနေ၄နာရီခန့်အချိန်မှာလီလာတောင်နဲ့ဆင်းလန်းစခန်းကိုစစ်ကြောင်းထိုးလှုပ်ရှားနေတဲ့အင်အား80ခန့်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုအာရခတ်တပ်တို့ AA ကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်သားအလောင်းလေးလောင်းနဲ့လက်နက်ခဲယံအချို့ကိုတင်စီရမိခဲ့တဲ့အပြင်ကိုမှဒီအကြမ်းဖက်စစ်တပ်ကအကြဆုံးများပြီးအုပ်စုကွဲကခွေပြွေပြီးထွက်ပြီးသွားကြတယ်လို့ဒေသတွင်စစ်ရေးသတင်းမြစ်တွေကပြောဆိုထားပါတယ်ဒါတဆက်သေးမှာပဲရခိုင်ပြည်မန်အောင်မြို့နယ်မှာ မဲယုံလုံကြုံရင်ယူဖို့ရောက်ရှိနေတဲ့ကြောက်ဖြူအခြေဆိုင်ခလာရ34တက်ရင်မှဘူကြီးတဦးကအနီးကလောက်ကျန်ခံရပြီးတိတ်ဆုံးသွားပါတယ်ဆိုတော့တည်င်းကောင်းလေးကလည်းဒါဒီဇင်ဘာလ၄ရက်နေ့မနက်အစောပိုင်း၂နာရီခန့်အချိန်မှာပြစ်ခတ်ခံရပြီးမန်အောင်ပြည်သူစေယုံကိုတင်ဆောင်သွားပြီးတဲ့နောက်တိတ်ဆုံးသွားခဲ့တာဖြစ်တယ်လို့ဒေသတွင်စစ်ရေးသတင်းမြစ်တစ်ခုကပြောဆိုထားပါတယ်။ဒါပြီးခဲ့တဲ့၄ရက်နေ့ည၂နာရီမှာဖြစ်တာစေယုံကိုတင်ဆောင်လာပြီး၂နာရီခန့်အကြာမှာပဲမနက်အစောကြီး၄နာရီလောက်မှာတိတ်ဆုံးသွားတယ်လို့သိရတယ်။ ဒါသူတို့အချင်းချင်းပြစ်တယ်လို့တော့ပြောနေကြပါတယ်ဆိုပြီးဒီဒေတာတွင်စစ်ရေးသတင်းတွေကပြောဆိုထားပါတယ်ဆိုတော့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့အာရခတ်တို့ A ပူပေါင်းတက်ဖွဲ့နဲ့ဒီအကြံပတ်စစ်တပ်တို့ကြားထီထွေတက်ပွဲနေစဉ်ဖြစ်ပေါ်နေတဲ့ AOD တိုင်းကတက်ဝယ်တွေအတွင်းမှာအကြံပတ်စစ်တပ်ဘက်ကအထီးကဲအကြဆုံးများနေတဲ့အတွက် AOD တိုင်းဝင်ကြီးချုပ်တင်မောင်ဝင်းနဲ့အဖွဲ့ကမြတ်မော်တင်စီတီတို့ငကားစာကျွေးရေဒီယာခြေဖို့ဒုတိယအကြိမ်မြောက်တွားရောက်ခဲ့ပါတယ်ဆိုတဲ့သတင်းလေးကလည်း ါဒီဇင်ဘာလ9ရက်နေ့ညပိုင်းကအေရဝတီတိုင်းပသိမ်ခရိုင်ပသိမ်မြို့မှာဝင်းကြီးကျုပ်တင်မာဝင်းနဲ့အဖွဲ့များအုပ်ချုပ်ရေးဘိုင်းမှလူတွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကမြတ်မော်တင်စီတီတို့စိုးလင်းကျော်တင်မောင်းနဲ့တွားရောက်ခဲ့ကြောင်းဆိုထားပါတယ်ဒီအေရဝတီတိုင်းပသိမ်မြို့နယ်တာပေါင်းမြို့နယ်ရေကြီးမြို့နယ်လေးမနာမြို့နယ်နဲ့ဟင်းသဒမြို့နယ်ငါးမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်မှအထူးကအကြဆုံးများနေပြီးနေမီတွေလက်လွတ်ရမှုများပြားလာတဲ့အတွက်တင်မောင်းဝင်းကိုတိုင်မြတ်မော်တင်စီတီတို့ဒုတိယအကြိမ်မြောက်ငကန်းစာကျွေးရေရီယာခြေဖို့တွားရောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ် ဒီ ARD တိုင်းတာပေါင်းမြို့နယ်မှာယခုရက်ပိုင်းမှာဖြစ်ပေါ်နေတဲ့တပ်ဖွဲ့တွေအတွင်အကြမ်းဖက်စစ်တပ်အရာစီအချို့ထိခိုက်တိုက်ဆုံခဲ့ပြီးစေကူတမှုခံယူနေသူတွေအတွက်လုံလောက်တဲ့ထောက်ပံ့မှုမရတဲ့အပေါ်ကိုဒီစစ်တပ်မိသားစုဝင်တွေကဝေဖန်နေကြကြောင်းနဲ့အရာစီတွေပါထိခိုက်တိုက်ဆုံခဲ့ပြီးအထိနာနေတဲ့အတွက်ကြောင့်စစ်တပ်အတိုင်းဝန်းနေမှာကြရက်တွေထားနေကြောင်းလဲ PBS ပြင်သတင်းဌာနမှာဖော်ပြထားပါတယ်။ကဲတော့ဆက်ပြီးတော့ဒါကြောင့်ကရင်ပြည်နယ်ဘက်ကိုဆက်ပြီးသွားမယ်ဆိုရင် ကရင်ပြည်နယ်ဖားပုံခရိုင်ဘောဆဲကိုစကန်တို့စစ်ကူလာချတဲ့ရဟတ်ရင်ကို KNL ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာခေတ္တဗျူဟာမှုဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးအပါအဝင်15កောင်တေဆုံသွားပါတယ်ဆိုတဲ့သတင်းကောင်းတွေကတော့ဒါနိုဝင်ဘာလ22ရက်နေ့ကရင်ပြည်နယ်ဖားပုံခရိုင်မှာစစ်စင်ရေးများကြီးကြပ်ကုတ်ခဲ့မဲ့ခေတ္တဗျူဟာမှုဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးအပါအဝင်စစ်ကူများကို MI7 ရဟတ်ရင်နဲ့လာရောက်ချတာစဉ် KNL နဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေကသတင်းအရတိုက်ခိုက်ခဲ့ရမှာ ဒါဒုတိယဘုံမကြီးအောင်မြတ်မို့အပါဝင်15ကောင်တိတ်ဆုံးသွားကြောင်းဒါအဲ့ဒီနောက်အခြားရဟန်းရင်တစည်းပြည့်ဒုတိယဘုံမကြီးအောင်မြတ်မို့ရဲ့အလောင်းအပါဝင်အရာစီများရဲ့အလောင်းတွေကိုတောင်ပိုင်းတိုင်းစစ်ထဏာကျောက်သို့ပြန်လည်တည်ယူသွားကြောင်းသိရပါဗါဒါရဟန်းရင်နဲ့လာချတာကနေ့လယ်ပိုင်းလောက်မှလာချပေးတာပါ အဲ့ဒါကိုတဒင်းပေါက်ကြပြီးတော့တစ်ဖက်အဖွဲ့စည်းကလက်နက်ကြီးလက်နက်ငယ်60မမအော်ဒရုန်းဘုံးနေနဲ့ပါတက်ခိုက်တာရဟတ်ရင်ပေါ်မှာပါတဲ့ဒုတိယဘုံးမကြီးအောင်မြတ်မှုအပါဝင်အရာစီစစ်သည်15កောင်ကြဆုံးပါတယ်ဆိုပြီးနေပြီးတော့စစ်ဘက်တဒင်းမြစ်ကလည်းပြောဆိုထားပါတယ်ဒါ CDM ဘူကြီးစင်ယော်ကလည်းတောင်မတိုင်းစစ်ထာနာကြောင့်မှာ A1 ဒုတိယဘုံးမကြီးအောင်မြတ်မှုနဲ့အဖွဲ့ကရဟတ်ရင်ပေါ်မှာချပြီးတက်ခိုက်ခံရမှုကြောင့်စစ်အရာစီကြီးအရာစီငယ်နဲ့စစ်သည်စုစုပေါင်း15កောင်တေဆုံးကြောင်းနဲ့အတည်ပြုပြောဆိုထားပါတယ် ဒုတိယဘုံမကြီးအောင်မြတ်မှုနဲ့အဖွဲ့ကိုစစ်ကူအဖြစ်ရဟယင်နဲ့တွားရောက်ပို့ဆောင်တဲ့တည်င်းပေါက်ကြွေတက်ခိုက်ခံရပြီးကြောက်ဆုံသွားတဲ့ဖြစ်စဉ်အပေါ်ကိုတောင်ပိုင်းတိုင်းစစ်တပ်နားချောက်မှာစုံခုံဖွဲ့စစ်စီလျက်စီပြီးတန်ယုံမှာရာစီစစ်တီနဲ့မိသားစုရဲ့အနည်းဆုံး100နီးပါးရဲ့ဖုံးတွေကိုအကြမ်းဖက်စစ်တပ်ကစစ်စီလျက်စီကြောင်းတီးရပါတယ်ဆိုတဲ့နောက်ထပ်တော့ကရင်ပြည်နယ်ဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒါကြောင့်မကွေးတိုင်းဘက်မှာဆိုရင် မကွေးတိုင်းစလင်းမြို့နယ်မှာမဲစင်ရင်စစ်ဆေးပြီးပြန်လာတဲ့စစ်ကား2စီးကိုမိုင်းဆွဲတက်ခိုက်ခဲ့ရမှာစစ်ဗိုလ်တူတေဆုံးခဲ့ပြီး3ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါဒီဇင်ဘာလ၄ရက်နေ့မှာစလင်းမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေမှာရွေးကောက်ပွဲအတွက်မဲစင်ရင်များထုတ်ပြန်ထားသည့်ကိုစစ်ဆေးပြီးပြန်လာတဲ့စစ်ကား2စီးကိုတော်လိုင်းတက်ဖွဲ့တွေကလမ်းမိုင်းတနေရာမှာမိုင်းဆွဲတက်ခိုက်ခဲ့ကြောင်းသိရပါတယ်ဒါအဲ့ဒီမိုင်းဆွဲတက်ခိုက်မှုအတွင်းအကြံပတ်စစ်တပ်မှစစ်ဗိုလ်တူတေဆုံးခဲ့က3ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဒါတက်ခတ်မှုအတွင်းတိတ်ဆုံးသွားတဲ့စစ်ဘိုလ်ရဲ့နာရေးကိုတော့ဒိုင်လန်ပို့ဆောင်မဲ့သူမရှိတဲ့အတွက်ကြောင့်တိတ်တဆိတ်အာတုပချခတ်ရကြောင်းလဲသိရပါဗျ။ကဲတော့ဆက်ပြီးတော့ဒါကြောင့်စကိုင်းတိုင်းဘက်မှာဆိုရင်စကိုင်းတိုင်းဆွေဘိုလ်မြို့မှာရဲစခန်းနဲ့ခတ်လိုက်ရ40နှစ်တက်ရင်အထိုင်စခန်းတွေကိုဒရုန်းဖြင့်ပုံကျဲတက်ခတ်ခဲ့ရမှာရဲ၃កောင်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါမနေ့ကဒီဇင်ဘာလ9ရက်နေ့မနက်7:45မိနစ်ခန့်အချိန်မှာစေပုံမြို့မှာရဲစခန်းနဲ့ခလာရ40နှစ်တက်ရင်အထိုင်စခန်းတို့ကိုတော်လိုင်းတက်ဖွဲ့တွေက ရုံးများဖြင့်ဘုံကျဲတက်ခိုက်ခဲ့ပြီးအဒီတက်ခိုက်မှုအတွင်းဆွေဘုံမျိုးမှရဲစခန်းအတွင်းမှရဲသုံးကောင်အပြင်းထန်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းနဲ့ဒါအပြင်ဆွေဘုံခလာရ40နှစ်တက်ရင်အတွင်းမှရှိတဲ့နိုင်ရီလှုပ်ဆောင်နေတဲ့နေရာကိုကြာရောက်ပောက်ွယ်ခဲ့တဲ့အတွက်ကြောင့်အကြမ်းဖက်စစ်သားများထိခိုက်မှုရှိပေမဲ့အရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်တန်းစကိုင်းတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့မိုးကုံနဲ့မိုးမိတ်ဒေသကစစ်စင်ရေးတွေကိုစစ်စင်ရေးစစ်ဦးစီးအဖွဲ့ကနေဓာတ်ရိုက်ကုတ်ခဲနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NG ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်ကဒီကနေ့ဒီဇင်ဘာလ6ရက်နေ့မှာတည်တင်းထုတ်ပြန်လိုက်ပါတယ်။ဒါအဲ့ဒီဒေတာတွေကိုအပြည့်အသဘောတူညီချက်နဲ့အကြမ်းဖက်စစ်အုပ်စုလက်ထက်ကို TNL ကပြန်ပေးပြီးတဲ့နောက်ပိုင်းနိုဝင်ဘာလ9ရက်နေ့ကစပြီးဒေတာအတွင် PDF တပ်ဖွဲ့တွေနဲ့ပကဖတ်တပ်ဖွဲ့တွေကိုတသမတ်ထဲအမိတ်ပေကုတ်ကဲမှုအောက်ကနေစစ်စင်ရေးတွေကိုတိုက်ရိုက်ကြီးကြပ်ကုတ်ကဲနေကြောင်းဆိုတာပါပဲ။ဒါအပြင်နိုဝင်ဘာလ30ရက်နေ့ ည6နိုင်ကစပြီးမုတ်ကုတ်မြို့နယ်အတွင်းအကြံဘတ်စစ်တပ်ကခြေကုပ်ယူထားတဲ့နေမေတွေကို PDF တပ်ဖွဲ့ဝင်တွေကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတပတ်အတွင်းတပ်ဖွဲ့၉ကြိမ်တည်းမှနေဖြစ်ပေါ်ခဲ့တယ်လို့အကြံဘတ်စစ်အုပ်စုရဲ့အရေးပါတဲ့စခန်းကုန်းတစ်ခုကိုလည်းတင်စီထားနိုင်ခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်တရင်ကောင်းလေးတွေကတော့ဒီလောက်ပါပဲ။ဒီနောက်မှာပထမဆုံးဒါကြောင့်နထိုးကြီး PDF ခေါင်းဆောင်ကိုစိုးကြီးရဲ့စိတ်ဓာတ်မေကွန်ဆုံးမထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာ။ ေသူလူတို့ဒီမင်းတို့ဘက်မှာရှိနေသေးတယ်။ဟုတ်တယ်နော်။ဟုတ်ပါဘူး။မင်းတို့ရဲ့မိသားစုဝင်တွေရောပြည်သူလူထုတွေမဟုတ်ဘူးလားဟုတ်ပါတယ်။အားတို့ရဲ့မိသားစုဝင်တွေအကုန်လုံးဒီလေပြည်သူလူထုထဲမှာပဲနေပြီးတော့မှပြည်သူလူထုတွေဟုတ်တယ်မလားဟုတ်ပါတယ်။တော်လန်ဟိကာလအလွန်မှာတော်လန်ဟိကာလပြီးဆုံးသွားတဲ့အခါမှာအားတို့ရဲ့ပြေးဆက်ထားတဲ့ရဲဘော်တွေရဲ့သွေးကြွေးတွေပြန်ယူပြီးတော့မှအားတို့ပြေးဆက်ထားရတဲ့မိသားစုဝင်တွေစီကိုငါတို့ အောင်မြင်မှုဆိုတဲ့တော်လန်ကြီးပြီးသွားပြီ။ငါတို့တော်လန်ကြီးကိုအောင်မြင်သွားပြီဆိုတဲ့လက်ဆောင်တဲ့သူငါတို့သွားရအောင်ကြော့ဖို့လိုတယ်။အလေးပြုဖို့လိုတယ်။ဥညွတ်ဖို့လိုတယ်။ဟုတ်တယ်မလား?ဟုတ်ပါပြီ။ဒီဆက်လိုက်ရတဲ့လူတွေကကမြင်းလို့ဘေးဆက်လိုက်ရတာလား။ဤသူတို့ကဘေးဆက်လိုက်ရတာလား။ဤသူတို့။သူရဲ့ဤသားစုကောင်းစားဖို့အတွက်သူစစ်တိုက်တာ ဟုတ်လား?ဟုတ်ပါဘူး။ငါတို့ရဲ့ဤသားစုတီးတန့်အတွက်စစ်တိုက်တာဟုတ်လား?ဟုတ်ပါဘူး။ငါတို့ဒီ တိုင်းပြည်လုံးတနိုင်ငံလုံးမှာရှိတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအကုန်လုံးအပြီးနိုင်ငံဘဝနေလွတ်မြောက်ဖို့ငါတို့ဟာစူးစမ်းနေကြတာဟုတ်တယ်မလားဟုတ်ပါတယ်အခုရောက်ရှိလာတဲ့တော်လန်ရေးအခြေအနေရ၅နှစ်တော့၅နှစ်ကျော်ကာလမှာရဲဘော်တယောက်အနေနဲ့စိတ်တက်ကြတာရှိတယ်ငါတို့လည်းစိတ်တက်ကြတာရှိတယ်ဟုတ်တယ်မလားဟုတ်ပါဘူးကိုထိမ့်သိမ့်ထားတဲ့နေမြေတွေကိုကက်ကက်ကလေးစူးစမ်းခဲ့ရတဲ့နေမြေတွေပြန်ပေးလိုက်ရတဲ့ခါကျတော့ င်တို့စိတ်နဲ့ကြောက်လားကြောက်ပါဘူးစိတ်နဲ့ကြောက်လို့ရတယ်ငါတို့ရဲ့စိတ်သက်သည်ကြောက်ဖို့တက်ဖို့ထည့်ပေးလိုက်တာဟုတ်တယ်မလားဟုတ်ပါဘူးစိတ်သက်သည်ဘာလို့ဖို့လဲကြောက်ဖို့ကြောက်ဖို့ဟုတ်တယ်မလားဟုတ်ပါတယ်စိတ်သက်သည်ကြားလို့လည်းရတယ်တက်လို့လည်းရဟုတ်တယ်မလားဟုတ်ပါတယ်စိတ်နဲ့ကြားပြီးရင်ပြန်တက်ဖို့လိုတယ်နားလည်လားဟုတ်ပါတယ်စိတ်နဲ့ကြားပြီးဘာလို့ဖို့လိုလဲပြန်တက်ဖို့လိုပါတယ်အားတော့ဒီစိတ်နဲ့ကြားတယ်ဆိုပြီးတော့မှဒီအစုအဖွဲ့ဒီတော်လန်ရေး ဒီအရိပ်အာဝါဒအောက်ကနေရုံထွက်သွားလို့ရလားမဟုတ်ဘာလို့တော့တစ်ခုကိုစိတ်နဲ့ကိုရုံထွက်ရုံထွက်သွားပြီဆိုပါစို့တော်လိုင်းကာလခုတော်လိုင်းကာလထဲမှာတော်လိုင်းအပေါ်မှာပဲသစ္စာဖောက်တယ်ဆိုတာနောက်မှာထားလိုက်အောင်ရဲဟိုသစ္စာဖောက်တယ်ဆိုတာလည်းဘေးမှာချိတ်လိုက်တော်လိုင်းကာလထဲနဲ့ရုံထွက်သွားပြီသူနဲ့တူတူတိုက်ပွဲဝင်ရင်းနဲ့ပေးဆက်လိုက်ရတဲ့ရဲဘော်တွေကိုပေးဆက်လိုက်ရတဲ့ရဲဘော်တွေမိသားစုကိုသူဘယ်လိုမျက်နှာပြမလဲ ဟုတ်တယ်မလားဟုတ်ပါတယ်ကျွန်တော်စဉ်းစားကြည့်လိုက်ကိုနဲ့အတူတူရုံးကန်ရင်းထဲမှာကြာဆုံးသွားတဲ့သူသားသမီးကိုနဲ့အတူတူညီကိုလိုပေါင်းခဲ့တဲ့ကိုရဲ့ညီကိုရဲဘော်ရဲဘက်အဲ့ဒီမိသားစုရှေ့မှာမင်းတို့ကအပြင်လူသားအပြင်လူတယောက်နေနဲ့ရှောက်သွားပျော်ပါးစားတောင်းနေတဲ့လူတယောက်ဖြစ်နေခဲ့မယ်ဆိုရင်ဘယ်မျက်နှာနဲ့ငါတို့ကသူ့ရှေ့ကိုစကားပြောလို့ရမလဲဟုတ်တယ်မလားဟုတ်ပါတယ်သူ့ရဲ့မိသားစုတွေ အကုန်လုံးဒီလေသူများအပြောဆိုခံရတဲ့လူတွေဖြစ်သွားပြီဟုတ်တယ်မလားမဟုတ်ပါဘူးမင်းတို့စဉ်းစားကြည့်လိုက်ယောက်ျားတယောက်အသက်ရှင်နေဆိုတာကအသက်ရှင်နေကာလတစ်ချောင်းမှာ နောင်တာကင်းဖို့လိုတယ်ဟားလေလားဟုတ်ပါဘူးအားတို့ရဲ့အားတို့ရဲ့ယောက်ျားတွေအားတို့အသက်ရှင်နေကာလတစ်ချောင်းမှာအားတို့နောင်တာကင်းဖို့လိုတယ်ငါတို့လုံလိုက်တဲ့အရာရွေးချယ်လိုက်တဲ့အရာဒီငါတို့စုံဝန်းတိုင်အောင်ဆက်လျှောက်ရမယ်ငါတို့ရဲ့ခြေလမ်းတွေဖြစ်တယ် ဒီကိုယ့်ရဲ့ခံယူချက်ပေါ်မှာတန်တရားဝင်ပြီးတော့မှနောက်ဆုတ်သွားခဲ့မယ်ဆိုရင်တော်လိုင်းဤစကားအရာ ပြောရင်တော်လိုင်းဤပုံမှာသစ္စာထောက်တယ်ဟုတ်တယ်မလားဟုတ်ပါတယ်ဒီသားစုအရာညီကိုစိတ်ရက်ရပြောမယ်ဆိုရင်အားတော့ညီကိုချင်းချင်းသစ္စာဖောက်တာပဲဟုတ်တယ်မလားကဲတော့ဒါကြောင့်တကယ်ကိုလေးစားအားကြရတဲ့ဒါကြောင့်ကိုဆိုးကြီးကတော့နော်ဒါခေါင်းဆောင်မှုစွန့်ရင်ဘိုင်းမှာဆိုရင်လည်းဘာတစ်ခုမှပြောစရာမလိုအောင်ခေါင်းဆောင်ကောင်းတယောက်ရဲ့အရေးအချင်းနဲ့ပြည့်မိတယ်ဆိုတာ ဒါကျွန်တော်အနေနဲ့လက်ခံထားတာထက်ကိုပိုပါတယ်နော်အဲတော့လေးစားပါတယ်ဒါကြောင့်ရဲဘော်တွေကိုလည်းကဲတော့ဒီရန်ကုန်မှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါစိတ်ထဲမှာရောက်နေတဲ့ရဲဘော်တယောက်ရဲ့ပြောစကားလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာရန်ကုန်ကတငယ်ချင်းတွေကိုပြောခြင်းပါတယ်ပေါ်တာတွေပေါ်တင်တွေအစွဲခံအားလို့စစ်ကောင်စီဘက်ရောက်ခဲ့မယ်ဆိုရင်အရှေ့တန်းကိုရောက်ခဲ့မယ်ဆိုရင်မင်းတို့ကိုကြီးတွေရှိတယ်လို့နော် ုံးလေးချက်ပြစ်လိုက်တာနဲ့လက်နဲ့ချပြပြဝေအညံ့ခံอืมသဘောပေါက်တယ်နော်မင်းတို့စာနာမပါဘဲနဲ့ပေါ်တာတွေပေါ်တင်တွေဆွဲခန့်ထားရတဲ့ညီကိုတွေရှိတယ်ဆိုရင်မင်းတို့ကောက်နေတက်လာမဲ့ငယ်မြေတိုင်းမှာမင်းကိုကြီးတွေရှိတယ်လို့နော်ဘာလို့အမလဲကိုကြီးတို့3 4ချက်လောက်တော့မင်းတို့ပြစ်မယ်ဘောက်တစ်ပေါက်လောက်တော့ကုံအောင်ဇွဲမယ်အဲဒါပေမဲ့မင်းတို့ကောင်းနေဘာလို့မလဲပြပြဝေလက်နဲ့ချအညံ့ခံ နော်မင်းတို့အတွက်အလံဖြူလေးပါထားရှိတယ်ငါတို့ရင်ဝင်ကမင်းတို့လက်နဲ့ချတဲ့လူတွေအတွက်ပဲနော်ငါတို့လည်းတစ်ချိန်တော့စစ်ကောက်စီလက်ထက်စကားစားလက်အောက်မှာနေခဲ့တာပဲဒါပေမဲ့အာနာရှင်ကိုမကြိုက်လို့ဒေါ်လာမှုထွက်လာတာငါတို့လူမြောက်နေမိမှာရှိတယ်မင်းတို့အကူညီနိုင်တာအဲ့ဒါရှိတယ်စစ်မြေပြင်ရောက်တဲ့ဆိုရင်တော့မင်းတို့လက်နဲ့ချဖို့မမေ့ပါနဲ့အလံဖြူထောင်ဖို့မမေ့ပါနဲ့မင်းတို့ရှိတဲ့အဖြူရောင်ထောင်ကွာမင်းတို့ခွင့်လွှတ်ပြီးတာအကျွေးမဲ့ဒါပဲနော် ကဲတော့ဒီမတရားစစ်မှုတန်းပေါ်တာဆွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့တော်လိုင်းရဲဘော်တွေရောဒါကျွန်တော်တို့အနေနဲ့ရောဒီလောက်တွေအတန်တန်ပြောနေတဲ့ကြားတွေကအောင်မှနော်ဒါဂယုမဆိုင်ပဲနဲ့မနေကြပါနဲ့တကယ်လို့ကိုယ့်အသက်ကိုနှမျောတဲ့ဆိုရင်တော့ဒါအသွာလာလေးစင်ကျင်နေထိုင်ကြပါလို့ပဲဒါကြောင့်အနေနဲ့တိုက်လုံပါတယ်နော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါကြောင့်ကိုမောင်လည်း credit ပေးပါတယ်နော်ဒါတမ်းပြီကိုအကြမ်းဖက်မတရားအာဏာသိမ်းထားတဲ့မင်းအောင်လှိုင်လက်ထက်ရောက်မှဒါကြောင့်မြန်မာနိုင်ငံကြီးကလည်းဒါတရုတ်ပြည်သူသမ္မတနိုင်ငံဖြစ်သွားတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ ဒါကိုမောင်မောင်ရဲ့အမှန်တရားလေးတစ်ဖက်ကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညာတီရဲ့လက်ကင်တုတ်ကားတဲ့ဆေးဥစုဖြစ်နေတာကိုမောင်ပါပြောခြင်းတည်းလေနော်အဲ့လိုတော့ယူဆလို့တော့ကျွန်တော်တို့ကတော့ကျွန်တော်မမြင်ဘူးပေါ့ဗျာနော်။ဘာကြောင့်လဲဆိုတော့တရုတ်ရဲ့လက်ကင်ထုတ်လို့တော့ပြောလို့မရဘူးဗျ။ဒါမျိုးတော့တရုတ်ကိုလုံးဝအားကိုးလိုက်ရတာတော့ငင်းလို့မရဘူးပေါ့ဗျာနော်။ဘာကြောင့်လဲဆိုလို့ရှိရင်ရှမ်းမြောက်ရှမ်းမြောက်ဆိုလို့ရှိရင်လည်း ဟိုဘုံတရုတ်ကသူ့နိုင်ငံလိုပဲသူ့နိုင်ငံထားအောင်စိုးပါသေးတယ်အရာရာဟိုကောင်ဒီမှာနေဒီကောင်ဟိုမှာနေဒီကောင်ကဒါပေးလဲဟိုကောင်ဒါပေးလဲဆိုပြီးချေလဲသွားတာပဲနော်အဲ့တော့တရုတ်ကမချေလဲပါဘူးလို့ပြောလို့ရှိရင်လဲကျွန်တော်ကတစ်ဖက်ပြရအောင်မယ်တရုတ်နိုင်ငံရဲ့သူကဘယ်လိုခေါ်တရုတ်လက်ကင်ထုတ်လာဆိုတဲ့ခါကျတော့လဲအဲ့လိုလဲပြောလို့မရဘူးပေါ့ဗျာနော်အဲ့တော့တရုတ်ကိုအတိုင်းတာကြီးကြီးမားမားအထိကျွန်တော်တို့ကချေလဲခွင့်ပေးလိုက်ရပြီဆိုတော့ငြင်းလို့မရအောင်အထုတ်တူတရုတ်တွေလည်းကျွန်တော်မြန်မာနိုင်ငံနေမှာဗျာဒီ channel channel light ဝင်တာခုမြန်မာနိုင်ငံဒီဒီဘောဆိုတော့နိုင်ငံသားနိုင်ငံသားမပုံနေဆိုတာလည်းတော်တော်ရလွယ်ပါလေပိုက်ဆံရှိလို့ရှိရင်နော်ဘယ်လိုပိုက်ဆံရှိရင်ရလွယ်ဒီလိုမျိုးစနစ်ပြတ်စနစ်ဆိုးကြီးတဲ့မှာဗျာနော်တရခင်ဗျားတို့ကပြောနေမှာဗျာကလာကလာကလာနဲ့ပြောနေပေမဲ့တကယ်တမ်းအခုကျွန်တော်ပြောသလိုမွတ်စလင်ပေါ့ဗျာနော်နဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့စိုးရိမ်နေတာကိုလည်းကျွန်တော်အပြစ်မပြောပါဘူးအဲဒါပေမဲ့တော့ခင်ဗျားတို့ ဒီဘက်မှာကြီးပဲအရန်စိုးရင်ပြီးတော့တရုတ်ဘက်ကိုကြတော့အာယုံမထားတော့ကျွန်တော်တွေ့ရတယ်တရုတ်ကြတော့ဗျာအခုဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာကြားဖြန့်တရုတ်ကြားဖြန့်လုပ်ငန်းတွေဆိုလို့ရှိရင်တရုတ်ကပဲလာပြီးလူဘွားဝါကျင်နေကလုတ်ချင်နေလို့ဘယ်ကလာမှဒီလုတ်ကိုမလုပ်ဘူးကျွန်တော်ကြည့်တာနော်ခင်ဗျားတို့အရန်စိုးရင်နဲ့ကလာကလာပြီးတော့မြန်မာနိုင်ငံရဲ့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်နိုင်ငံရေးကိုလာ OIC ကလာချဲ့လေတာကျွန်တော်တခါမှမတွေ့နေဘူးတယ်နော် ONC ကလာပြီးတော့ရှမ်းမြောက်ကိုသွားဟဲ့ကောင်တို့မနေဟိုကောင်တို့မနေဆိုတော့ဘူးမ ONC ကလာလို့တော့မတွေ့ဘူးလာလို့တော့မတွေ့ဘူးဘယ်ခင်ဗျားတို့ပြောနေကလားပေါ့ဗျာကလားနိုင်ငံဘယ်နိုင်ငံကမှမြန်မာနိုင်ငံကိုလာပြီးတော့ချဲ့လေတာကိုကျွန်တော်မတွေ့ရဘူးဒါပေမဲ့တော့တရုတ်ကစီရေးမှာဟိုအဖွဲ့ကိုထောက်ခံဒီအဖွဲ့ကိုထောက်ပံဟိုအဖွဲ့ကိုလက်နက်ပေးဒီအဖွဲ့ကိုဒါမျိုးတွေလှုပ်မြန်မာနိုင်ငံထဲမှာလှုပ်ချင်တယ်လှုပ်မြန်မာနိုင်ငံထဲမှာဒီကျွန်တော်တို့မပုံနေနေယူနော်မြန်မာမျိုးသမီးတွေကိုတခါတည်းဟိုမှာတရုတ်ပြည်မှာ ခုမြန်မာပြည်ထဲမှာဒီဟိုလိုခေါ်မလဲကျွန်တော်တို့အာတရုတ်မယားရှာဖွေမှုကပွဲစားတွေနဲ့တည်တည်ရှာရှာဖွေနေဖြစ်တယ်အဲ့တော့ဘယ်ကလားမှဒီလောက်ကိုလောက်တာကျွန်တော်မတွေ့ဘူးเนาะခင်ဗျားတို့ကကြောက်တာဟာကလားခင်ဗျားတို့တကယ်တမ်းစားနေတာတရုတ်ဖြစ်နေအဲ့လည်းနည်းနည်းသတိထားအောင်ကဲဟိုဒါကိုမောင်ပြောသွားတဲ့ဟာတွေကတကယ်ကိုအမှန်တရားတွေကြီးပါပဲเนาะအဲ့တော့ကလားနိုင်ငံဖြစ်မယ်ဆိုပြီးတော့တွေးပြီးကြောက်နေကြတဲ့သူတွေအနေနဲ့ကလည်းဒါအခုမင်းတို့ထောက်ခံအားပေးနေကြတဲ့မင်းတို့ရဲ့ဒီအချမ်းပတ်စစ်တပ်ကြီးက ငါတို့မြန်မာနိုင်ငံကိုဒီတရုတ်ကျုံမဖြစ်ဖြစ်အောင်ကျွန်ဆက်သွင်းနေတယ်ဆိုတာကိုလည်းနော်သတိထားပြီးတော့ကြည့်ကြပါလို့ပဲဒါကြောင့်ပြောရင်းနဲ့ပဲဒီညပိုင်းကြီးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမောင်နှမတယောက်ချင်းချင်းတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ဒါမနဲ့ပြန်ကြမှာပဲသတင်းကောင်းတွေနဲ့ပြန်တက်လာခဲ့ပါမယ်အားလုံးပဲကျမ်းမာဘေးကင်းကြပါစီခင်ဗျာ thank you